စတီဗင်တလူဝီကဖီရဲ့တစ်ခွက်အပိုင်25မှန်ပြတင်းစီမှာအလင်းရောင်ကြောင့်ရဲကောင်အိပ်ပျော်နေရမှာနိုးလာရသည်ပတ်ဝန်းကျင်အနေအထားကိုတစ်ချက်အကဲခတ်ကြည့်လိုက်ပြီးနှကန်းတို့တွန့်ခွေးစွာပြုံးသွားရ၏ချီရသူကိုပိုင်ဆိုင်လိုက်ရခြင်းက ရင်ထဲတိတ်နေအောင်ကျေနပ်ကြည်ညူစရာကောင်းသည့်ဖြစ်ခြင်းရင်ဝင်ထဲ၌နှွေးနေအောင်ထွေးပွေထားရသောရဲကောင်၏ပိုင်ဆိုင်မှုကလေးကအနှဲငယ်လူလွန်လှောက်ရှားလာသည်ထွေးပတ်ထားသည့်လက်များကိုအသာဖြေလျှော့လိုက်ပြီးနာကျင်နေမှာကိုစိုးထိတ်စွာဖြင့်နှုတ်မှလည်းရောင်ရမ်းချော့မြူမိသွားရ၏ ိုတက်လူတက်လူထာမညီညူတန်တက်တက်တစ်ချက်ထွက်ပေါ်လာတော့ရဲကောင်စိုးရင်စွာဖြင့်ခေါ်မိရသည်လက်ပူပြင်ကိုရဲကောင်ဤပါနေကကြည့်တော့အပူငွေအနေငယ်ရှိနေသည်ကိုခံစားရသည် ဟုတ်တာပေါ့ဟိုတုန်းကတစ်ပင်ကိုလက်တီနဲ့ထိုးခဲ့သည်လက်ကတန်ရာကြောင့်ပင်ဖျားခဲ့သည်သူမဟုတ်ပါလား ကိုသလူဘလို့နေလဲနာနာနေသေးလားကိုသလူကမြေခုံတန်းကလေးများကိုအတန်ကြာစူးကြုံပြီးမှမျက်လုံးကိုမေးစင်ရဖွင့်လာသည်တတောင်ထောင်မိ၍ငုံမိုးကြည့်နေသောရဲကောင်းကိုမြင်တော့ညကအဖြစ်ကိုတတိယသွားဟန်ဖြင့်မျက်လုံးတို့ကိုဆက်ခနဲပြန်ပိတ်မိလျက်သားဖြစ်၍ ဆောင်းကိုကောင်းမီချုံလိုက်သည်ရဲကောင်ကဆောင်းကိုအသာပြန်ဆွဲခွာလိုက်ပြီးဘောင်ကိုရှင်းနေသလားဘယ်နေနေမင်းနေတယ်လဲရဲကောင်သဘောကျသောဖြင့်တက်လူကြီးလဲတိုင်းစီကိုကောင်းကိုတိုးဝေးလျက်နမ်းလိုက်မိသည်ကိုရဲကောင်ညီညီနေစမ်းပါလားဟိုးဟုတ်တာပေါ့ ကိုသက်လူခဏလေးဆောင်ရဲကောင်အိယာထက်မှာအသာရထား၍ဂရင်ချင်းရှိအဝတ်အစားများကိုကောက်ဝင်နေတော့ကိုသက်လူကအံ့ဩဟန်ဖြင့်လဲကြည့်လာသည်မောင်စိတ်တက်ကိုမြ мян သွားလိုက်မယ်တဲ့ကိုသက်လူကိုသက်လူတို့စိတ်တောင်းပြီးပြန်လာခဲ့မယ်ပြီးတော့ကိုအောင်မြင့်မော်တော်ကလည်းပြန်ပေးရမယ်မလားမနေ့စာအတွက်လည်းမာလီကိုမောင်စီစဉ်ခိုင်းလာလိုက်အောင်ပဲဟု ခူရဲကောင်ရဲကောင်ကရှက်အင်းကြီးခြေသေးများကိုတက်ရင်တရဆက်ပြောနေတော့ကိုတက်လူကလဲနေရမှာထား၍ပြင်သဖြင့်တွားရွေထူပေးလိုက်သည်ခဏလေးပြီးတရေလောက်ပြန်အိပ်ပါအောင်လားမောင်သိမ့်မကြောက်မြင်မြင်ကြီးပြန်လာခဲ့မှာပဲပြီးတော့ဟိုလေးညကမောင်သန့်ရှင်လှုပ်ပေးထားတယ်အာကိုတက်လူကအနေရခန့်အဖြစ် ခေါင်းကုန်းသွားသည်ရဲကောင်ကခေါင်းအုံးတွေကိုစင်ကကိုတက်လူအားမိစေလိုက်ပြီးမောင်တက်လူကတိတ်ရှက်တတ်ပါကလားတော်ပါဒါနဲ့ခမရရောဘရန်လီတွေတပလင်းလောက်အကုန်တောက်ပြီခေါင်းမကိုက်ဘူးလားဒီအိမ်မှာမာလီရှိတာရောဘလို့တည်တယ်လဲမောင်အကုန်တောက်လိုက်တယ်လို့ကိုတက်လူကဘာသူပြောတယ်လဲခင်ဗျာ ရဲကောင်၏ပြုံးဆဆမင်းနှင့်ဘေးနှင့်အမေကြောင့်ကိုသက်လူအံ့ဩသွားသည်ထို့နောက်မျက်ခုံများစူးကြုံသွားကြပြီးတပြင်းဘရန်ဒီတွေတွန့်ပစ်ပြီးခမားတညလုံးမူးချင်းအောင်ဆောင်နေခဲ့တာပေါ့ဟမ်မဆောင်ခဲ့ရပါဘူးဗျာမောင်တကယ်မူးနေရတာပါဘရန်ဒီကြောင့်တော့မဟုတ်ဘူးဟောဒီကမောင်သက်လူရဲ့အချစ်တွေကြောင့်မူးနေရတာပါပဲ များတော့လေရဲကောင်ကတက်လူနေမင်းနဲ့ချင်းဆိုင်နေဝင်ထိုင်လိုက်ပြီးကိုတက်လူကြီးလက်နှစ်ဖက်ကိုဆုပ်ကင်လိုက်သည်ကိုတက်လူအခုဆိုမောင်နဲ့ကိုတက်လူကတာမန်ချစ်သူကြီးစားတွေမဟုတ်ကြတော့ဘူးကိုတက်လူကမောင်အိမ်သားဖြစ်သွားပြီမလားရှေးရှောက်မောင်အိမ်သားအဖြစ်မောင်မေနာမှနေပါမောင်အရာရာတော်ဝင်ယူပြရစီ ကိုတက်လူကရဲခေါင်ကြီးလက်အားပြန်၍တင်းတင်းဆုပ်ကင်လာပြီးငြိမ်နေသည်လက်ဖြာကလေးများအင်းနေခြင်းကစိတ်လှုပ်ရှားခြင်းကိုဖော်ပြလေထို့နောက်မျက်လုံးကြီးကြီးလေးများဖြင့်ရဲခေါင်အားမော့ကြည့်လာပြီးမောင်ကသူ့နော်ဘယ်လိုများတောင်းဝယူခြင်းတလဲတန်တရာတစ်လျှောက်လုံးမှာ ကိုသက်လူရဲ့နေ့စဉ်နေထိုင်မှုတွေအားလုံးမောင့်တောင်းမနေ့ကင်ဒိုလာချိန်တွေမှာတကူကြီးကိုလက်တန့်ရှင်းတာလည်းမောင့်တောင်းကိုသက်လူရဲ့နာနဲ့စာနေ့လယ်စာညစာဘာနဲ့ဘလို့စားတဲ့ဆိုတာလည်းမောင့်တောင်းကိုသက်လူရဲ့ကြောင်းချိန်စရာနဲ့စာကြည့်ချိန်လည်းမောင့်တောင်းပဲကိုသက်လူသွားကျမ်းမာရေးပုံမှန်စစ်ဆေးတာကအဆောက် အကုန်လုံးမောင်းတောင်းရုံကလေးကိုအစာချွေးတာလည်းမောင်းတောင်းကိုတက်လို့မျက်တောင်ကလေးတစ်ချက်ခတ်တာကအစထွက်တဲ့နွေနွေလေးတွေမုတ်ထုတ်လိုက်တာကအဆုံးချစ်မျက်နှူပေးရမှာကမောင်းတောင်းရဲကောင်ကပြောတော့တက်လို့မျက်နှာကပြုံးသွားသည်ဒီလိုဆိုကျွန်တော်တာဝန်နေကရောမောက်ဘေးနားမှာနေပြီ ောင်စီကအချစ်တွေလက်ခံပေးရမှာကကိုတဲ့လူရဲ့တောင်းဝန်သူတကာတွေနောက်ရှက်တာကအစချင်းကြိုက်ခံရလို့စိတ်မကြည်တာအစမောင်ကိုတိုင်ရမှာကကိုတဲ့လူရဲ့တောင်းတော့ပါခမားတော့စကားတတ်တယ်ကဲပါမောင်ကိုလည်းတန့်စင်ပြီးစိတ်လိုက်သွားလိုက်အောင်မယ်တို့ကြကိုတက်လူဖြားနေမှာဆိုလို့မာလီကိုမနဲ့ဆလာပုတ်ခိုင်းလိုက်မယ်ခဏလောက်လဲနေစမ်းပါဦး ရဲကောင်ကိုတက်လူအားတတောင်တတားရှိစေရန်ပြင်ပေးလိုက်ပြီးရေချိုးကန်းဝင်၍ကိုလက်တန့်ရှင်းလောက်ရသည်ထို့နောက်စေးတိုက်သို့သွားရန်ပြင်လိုက်ပြီးကိုအောင်မြင့်မော်တော်ကားကိုကံပဲရက်ကွက်ထပ်ပြန်ပို့ပြီးမောင်မင်းလေးနဲ့ပြန်လာခဲ့မယ်ကိုတက်လူမတော်ညနေမှ တကောင်းကိုပြန်ကြရပါဘောကိုတက်လူကခေါင်းငိမ့်သည်ကိုယ်တလုံးမောင်ပစာအိတ်ကိုဘယ်လာတွေ့မိသေးလဲ ဟိုဘလီဇာကုတ်အတွင်းအိတ်ထဲမှာမဟုတ်ဘူးလားညကထုတ်မှမထုတ်ပဲဩတွေ့ပြီတွေ့ပြီရဲကောင်ဘလီဇာကုတ်ကိုအပေါ်ထပ်ဝုတ်ပြီးသဘောကျစွာ ပြုံးမိလိုက်သည်ရှင်ထဲမှာလည်းကြည်နူးနေရ၏ဘာရင်များသဘောကျလို့ပြုံးနေရသလဲဟွမောင်တွေးမိတာပါဒီလိုလေးကြတော့လေမောင်တို့ကအိမ်တော်တွေလိုပါပဲလားလို့ ကိုတက်လူပြုံးသွားသည်မောင်သားအောင်မယ်ဘာမှကျင်သေးလဲကိုတက်လူမြင်မြန်သားပြန်လာခဲ့ပါဤစကားတခုသည်မြင်မြတာသွားနိုင်တယ်ဆိုရကပါမူရဲကောင်အားမိနစ်ပိုင်းအတွင်းစေတိုက်သို့ရောက်အောင်စေစားနိုင်စွမ်းရှိပါ၏ကိုတေလနှင့်မာဂရက်တို့ဆေးဆက်ကြောင်းလန်းခြင်းဖြတ်သိမ်းလိုက်ကြသည်စိတ်မကောင်းတော့လဲ ကိုတင်လက်အတွက်တက်လူဝမ်းသာရပါ යි မေမေလာကတော့တုံငုံငူတည်ရင်ဖြင့်စိတ်အစင်ရဲ့ကြီးဆင်းရဲနေတော်သည်တက်လူမေမေလာအားတရားနှင့်ရှင်ကငြင်းငြင်းစေခြင်းပါ යි ကိုကိုလက်ကတက်လူတို့ကြောင့်ရဲရင်သွားတာပါပဲဂျေဇူးလက်တင်ပါရဲ့အခုမှစိတ်လက်ตาบิปอบาตวายาล่ะบาเว တက်လို့ပြောခဲ့တာမှန်ပါတယ်လေကိုကိုလက်တို့လိုမျိုးလူမျိုးတွေဟာပတ်ဝန်းကျင်ကိုကြောက်ပြီးကိုကိုကိုညာကျင်တာနဲ့ပဲတကယ်မချစ်မနှင်သက်ပဲသူတို့ဘာသားသမီးကိုမယူကောင်းပါဘူးညင်စရာကြမှာပါပဲကိုတင်လက်ကတက်လူတို့အားဤကဲ့သို့ယေရှုစကားဆိုခဲ့တယ်လို့တက်လူပေါ်မားခဲ့တဲ့များကိုလည်းတောင်းပန်ခဲ့သေးသည်အညိုအာဃာတရဲ့လို့အစွဲမထားတတ်သည့်တက်လူကလည်း ဒီလောက်နေပင်ခြေနှက်ခဲ့ပါသည်ကိုသက်လုံးဟောမောင်တန်းဝင်းပါလားလာလေသက်လူထိုင်နေရာစာသင်ဆောင်အတွင်းသို့ fresher တန်းမှမောင်တန်းဝင်းရောက်လာသည်ကိုသက်လုံးအချိန်ရရင်ဖြင့်ကျွန်တော်စကားနည်းပြောချင်တာပါပဲရပါတယ်ပြောပါသူ့ခိုက်တွင် အပြင်ဘက်ရေတမာတန်းစီမှစာတင်ဆောင်ဘက်သို့လမ်းလျှောက်လာကြသောကိုရဲကောင်တို့အားမြင်သဖြင့်မောင်တန်းဝင်းကပြပြတလဲဖြစ်သွားပြီးကိုတက်လူဦးလက်အာယောင်ရေးဆွဲလိုက်သည်ဟိုကိုတက်လူအပန်းမကြီးစာကြီးတိုက်ဘက်ခဏလိုက်ပြခက်ပေးနိုင်မလားသိမကြသေးရပါဘူးဩရပါလေဒါမဲ့ကျွန်တော်လွတ်ပါဦးဟိုဟုတ်ကဲ့ဟုတ်ကဲ့ တောင်းပန်ပါတယ်။ဒါဖြင့်သွားသွားကြရအောင်ပါ။တက်လူစပွဲကုန်းပေါ်ရှိစာအုပ်များကိုကောက်သိမ်းလိုက်ပြီးရှီတန်းရှီပတ်ခင်လေးအားလမ်းရွေအတိပေးလိုက်သည်။ပတ်ခင်လေး၊ကိုရဲကောင်ရောက်ရင်ကျွန်တော်စာကြည့်တိုက်ပဲခဏသွားကြောင်ပြောပြပါအောင်။ဟုတ်ကဲ့ရှင်။ကိုရဲကောင်ကအမှုဆောင်အစည်းအဝေးတော်တက်ရသဖြင့် တက်လူကစာတင်တိုင်းစာတင်ခန်းအတွင်း၌နေခဲ့ခြင်းဖြစ်သည်တက်လူတို့ထွက်သွားတော့ရဲကောင်ကကျောင်းဆောင်တွင်ခက်လန်းလန်းတွင်ပင်ရှိနေသည်သို့တော့တက်လူတို့အားမြင်သွားပြီးခါထောက်လျက်ရက်ကြည့်နေသည်စာကြီးတိုင်းအတင်းတို့ရောက်တော့မောင်တန်ဝင်းကလူရှင်သောတောင်းတနေရာသို့သွားရေးထိုင်သည်ဖြင့်တက်လူကလိုက်သွားရသည်စာကြီးနေကြသူများအနောက်ရှက်မဖြစ်စေရန်လေတံကိုနှိမ်၍စကားပြော၏ ကျွန်တော်ဘာများပြောချင်လဲမောင်တဝင်းမောင်တဝင်းကပြောအားခက်ဟန်ဖြင့်အလေးငယ်စဉ်းစားနေသည်ထို့နောက်မျက်နှာအားလက်ကင်ပွားဖြင့်ပူပီးကျွန်တော်ဘယ်ဟာစပြောရမှန်းမသိပါဘူးဒါပေမဲ့ပြောဖို့ပြောမှလည်းဖြစ်မှာပါပဲကိစ္စမရှိပါဘူးလေပူပူလည်းလည်းပြောနိုင်ပါတယ်ဟုတ်ကဲ့ဟိုကိုတက်လူနဲ့ ခွေရဲကောင်တို့ကိစ္စကြားရတော့ကကျွန်တော်သိက္ကိုအံ့ဩသွားခဲ့တာပါပဲနောက်ပြီးအားလက်တက်သွားမိတယ်ဘလို့အမှန်တိုင်းဝန်ခံရရင်ဖြင့်ကျွန်တော်ကျွန်တော်ကလည်းလိန်လူစိတ်ဝင်စားသူတယောက်ပါပဲဖျားမောင်တန်းဝင်းက ဟုတ်ပါတယ်ကိုသက်လူကျွန်တော်အစားအဖြစ်တိတ်ကိုရှုပ်ထွေးနေရတာပါပဲကိုရဲ့လိန်စိတ်ခံယူမှုကိုတည်တည်ချာချာလည်းမခွဲတတ်ခဲ့ပါဘူးဒီလိုဖြစ်နေရတာကိုလည်းနင်းနေညံ့ညာစိတ်အစင်းရနေခဲ့တာပါပဲဒါပေမဲ့ဟိုနေ့ကလူအခွင့်ရေဟောပြောပွဲမှာကိုရဲ့ကောင်ပြောသွားခဲ့တဲ့ကောင်းနှုတ်ရှင်းလင်းချက်တွေကိုနားထောင်ပြီးတော်တော်ရှင်းသွားခဲ့ရတယ်ဟုတ်ကဲ့ ဒီလိုရှင်းရှင်းလင်းလင်းသိသွားတာကျွန်တော်လည်းဝမ်းသာပါတယ်ဒါနဲ့ခင်ဗျားကကျွန်တော်ကိုမှဘာလို့ပြောချင်ရတာလဲကိုရဲကောင်ကိုတော့ပြောတော့တာပြီးမကောင်းပေဘူးလားကိုရဲကောင်ကိုတော့ဖြင့်ရှင်ပြီးစကားမပြောရဲပါဘူးကိုတက်လူကိုတက်လူကတာပြီးသဘောကောင်းအောင်ရှိတာမို့အရေးစွန့်ပြီးတိုင်မင်းတိုင်မင်းချင်းမိတာပါပဲ။ နောက်ပြီးတော့ကိုတက်လူတို့ကိုတိတ်အားကြတာပါပဲအခုလို့ကိုရဲ့ဖြစ်တည်မှုနဲ့ခံယူချက်တွေကိုရရဲ့ဝုန်းဝုန်းပေါ်ဆောင်သွားကြတာများချက်သိန်းအောင်ထားမိပါရဲ့ကိုရဲ့ကောင်ရဲ့အဆူပြုချက်တွေကိုသဘောတူထောက်ခံကြအောင်လက်မှတ်ထိုးကြတော့ကလည်းကိုဘာမြင့်လို့နဲ့အတူတူကျွန်တော်ကူညီပေးခဲ့ပါသေးတယ်ဆေးစစ်တင်ပါတယ်ခင်ဗျာဟုတ်ကဲ့ ကျွန်တော်အခုကိုတက်လူကိုတိုင်ပင်နေတာလေးကမိဘတွေကိုဒီအကြောင်းဘယ်လိုဖွင့်ပြရမလဲဆိုတာပါပဲကိုတက်လူရောကိုတက်လူရောအရေးပိုင်မင်းကိုဘယ်လိုများဝန်ခံခဲ့တယ်လဲတက်လူတက်ပြင်းချလိုက်မိသည်တက်လူထိုနေရများအကြောင်းပြန်မင်းမတွေးချင်တော့လောက်အောင်စိတ်ပင်ပန်းခဲ့ရကြောင်းမောင်တန်ဝင်းအားဘယ်လိုပြောပြရပါ တဲ့မေးပြစီမောင်တန်းဝင်းမှာနှကိုတူချစ်ရမဲ့သူများရှိနေပြီလားဟိုအဲ့လိုတော့မရှိသေးပေမဲ့လူငယ်တဘာဝတချို့တလေစိတ်ကစားမိရင်ကိုကိုကိုတိလာရတာပါပဲနောက်ပြီးဖွင့်ပြောဖို့တတ္တိရလို့လည်းမရှိပါဘူးလေကိုရဲကောင်ဖြင့်တိတ်ကိုအားကြမိရတာပါပဲစင်မြင့်ဘောကနေ့ ချစ်သူမျက်နှာကိုစစ်စစ်ကြည့်ပြီးနာမည်အပြည့်အစုံနဲ့ချစ်ပါတယ်ဆိုပြီးပြောရတဲ့တတ်တီကိုတိတ်လေးစားရတာပဲကျွန်တော်ဖြင့်စက်သိမ်းမွေးညင်းထပြီးမျက်ရည်ပါကျရတယ်တလူပြုံးလိုက်မိရသည်အဲ့ဒီနေ့ကအချောင်းပြန်တွေးလိုက်လျင်ရင်ထဲမှာလိုက်ရင်တွေးထွေးလာရပါ යි မောင်လူလူမျိုးကတော့တလူအတွက်အမှန်မေးနေရမရှိနိုင်တော့ပါချီ တလူမိသားစုနှင့်ရင်ဆိုင်ကြော်ပြနိုင်ခဲ့ခြင်းမှာလဲမောင်းထမ်းမရသောအင်းအားများကြောင့်သာဖြစ်ပါ၏။မောင်တန်ဝင်းကိုကျွန်တော်ဘယ်လိုပြောပြရမလဲမသိပါဘူး။အခုအချိန်ကမောင်တန်ဝင်းမိဘအတွက်မိဘတွေစီဝန်ခံဖို့ကတော့ဆုံးလုံးပါသေးတယ်။မောင်တန်ဝင်းမှာရှင်တွေကနိမ့်နိမ့်ကကချေရမဲ့သူရှိလာမှသာဝန်ခံစေချင်တာပါပဲ။ စစ်မှန်တဲ့ချက်ချင်းတွေက အရာရာကိုရင်ဆိုင်နိုင်ဖို့ဒုံအားတွေပါပဲလေမောင်တန်ဝင်းကကောင်းမွန်တဲ့ဆက်ဆက်ညိပြီးတွေ့တွေ့ဆဆထောက်ခံဤဒါလည်းမှန်ပါတယ်လေကိုရဲကောင်နဲ့ကိုသက်လူတို့ရင်ဆိုင်နိုင်ကြတာလေတူဦးကိုတူဦးနစ်နစ်ကကချစ်ချင်းကနေပေါ်ထွက်လာတဲ့ဒုံအားတွေကြောင့်ပဲနေမှာပါဟုတ်ပါတယ်မောင်တန်ဝင်းမောင်တန်ဝင်းက မိဘတွေအားဝန်ခံမှုမေးလာတော့အခါတက်လို့စဉ်းစားမိရသည်။ရွှေဘုံမကိုရဲကောင်၏အမိနေမိသားစုကိုဘယ်လိုအသိပေးရပါဟုတွေးမိပြီးစိတ်မအေးဖြစ်ရပါန်သည်။သို့သောကိုရဲကောင်တို့ဆက်ဆက်တင်ချလွန်သူ့အဖို့သူ့စီစီနဲ့သူရှင်းနေနေပြီဖြစ်မှုတက်လို့တွေးရင်စိတ်သက်သာရရရှာ၏။ဒါနဲ့ဒီလိုမေးလို့ဖြစ်ရလားမသိပေမဲ့အဲ ကိုတက်လူနဲ့ကိုရဲကောင်းမှဘသူကများစပြီးတော့ချစ်မိခဲ့တာလဲခင်ဗျတလူကထပ်၍ပြုံးမိရပါသည်အတွင်းနှင်းထတ်တူအာယုန်နဲ့အစီအရင်ပေါ်လာကြသည်ကလျှော်ပြီးသားအဝတ်တစုံဟောလီဝုဒ်ချိန်မှန်ရွယ်တလူနာမပန်ထားရသောတော်ပန်းကလေးရုံဖြူ၎င်းရွှေဝါရောင်ဇပနံများနွနွထွထွေးအိတ်ခရသည့်နေရတွင် မီးထားတဲ့တကြုံကြုံကြားမှာကော်ဖီခါခါတစ်ခွက်အာအဲ့ဒါကကျွန်တော်ကပါဟာဟုတ်ရဲ့လားကျွန်တော်ကဖြင့်ကိုရဲကောင်ကြီးကစပြီးချစ်မယ်ထင်တာပဲဒီလိုဆိုကိုသက်လူကစပြီးချစ်ခဲ့တာပေါ့လေဟုတ်ပါတယ်မောင်တန်းဝင်းမှာတက်လို့အမယုံနိုင်တယ်လို့ တက်လူရဲမိလိုက်သည်ဒီအကြောင်းတွေးမိလိုက်တိုင်းတက်လူကိုယ်တိုင်ပင်ဥမျိုးလာသလိုလိုဖြစ်လာရ၏အမှန်ကတော့တကောင်းဆောင်မှာစတွေ့ကြတဲ့ကကိုရဲကောင်ကတက်လူ၏ရင်ကိုတစားစားနဲ့ဒိုးဝင်နေရယူလာခြင်းဖြစ်လိမ့်မည်ဟုတက်လူကထင်သည်ကိုတက်လူတက်လူတို့နောက်ပါစီမှာထွက်ပေါ်လာတော့ခက်ဆက်ဆက်လေးတန်းကြောင့်မောင်တန်ဝင်းကလန့်သွားပြီးတက်လူကနောက်သူလဲကြည့်လိုက်သည် ွေးကောင်ဂွေးကောင်၏မျက်နှာသည်မုံမှန်း၍တည်တင်းနေပြီးမောင်သားဝင်အားမကြည်ကြည်ဖြင့်ကြည့်နေသည်စာတင်ချိန်ဖြစ်နေနေပြီဒီနေရာမှာမဘာလုပ်နေသလဲဟိုကျွန်တော်လည်းစာတင်ချိန်ပြီးသွားပြီမို့တော်ခွင့်ပြုပါအောင်ခင်ဗျခေါင်းပါပြီမောင်သားဝင် မောင်သဝင်းကနှုတ်ဆက်ခါစားကြည့်တဲ့အတွင်မှာပြပြတလဲပြင်ထွက်သွားတော့သည်တက်လူပြုံးမရပြန်သည်ဖရက်ရှာရန်နေမဟုတ်ရွယ်သူအတန်းမအတန်းသားများတော်တော်သည်လဲအနေတည်သောကိုရဲကောင်အားရှင်၍ကြောက်ကြသည်တက်လူနေကိုရဲကောင်သည်လဲစားကြည့်တိုင်းမှာထွက်လာကြပြီးရေဓမာပင်နှံတစ်လျှောက်စာတင်ကန်းဆောင်စီတို့ရှောက်သွားကြရင်ကိုရဲကောင်အားဆိုလာသည်ဒီလောက်ထိပြုံးရည်နေရလောက် ဘာတများပျော်စရာကောင်းနေတယ်လဲကိုတက်လို့ကျုပ်ကများနည်းနည်းတော့မမျှချင်ဘူးလားခွေးကောင်ဤခနဲ့တက်တဲ့အမေစကားကြောင့်တက်လူစားနောက်ချင်လာရသည်တက်လူအားမချင်မနှက်စိတ်မကြည်တိုင်းဤကဲ့သို့ကျုပ်ဟုအရွက်တိုက်ကသုံးလုံးပြောဆိုရပြန်သည်ခွေးကောင်ဖို့တော့ပျော်စရာကောင်းမှမတင်ပါဘူးလေမသိချင်စမ်းပါနဲ့ ဒါနဲ့နေစမ်းပါအောင်ကိုတက်လို့အခုနောက်ကမောင်တန်ဝင်းကိုဖြေနေတန်ကြားပါရဲ့ခမရကကျုပ်ကိုစပြီးချိန်ခဲ့တာဆိုအဲ့ဒါဘာဖြစ်တယ်လဲဘယ်နဲ့မဟုတ်တာတွေပြောရတယ်လဲကျုပ်ကအရင်စပြီးချိန်ခဲ့တာအတိတ်တာကြီးပဲမဟုတ်ဘူးလားခမရမချိန်လို့ကျုပ်မဲအင်အားကန်ပေါင်းတော့တင်မလို့ဖြစ်ခဲ့ရသေးတာပဲခမရလည်းမလို့နဲ့တိတ်တုံးတာပဲကိုရဲကောင် ်ခမားကိုကျွန်တော်ကစပြီးချစ်ခဲ့တာမို့ရွှေဘူအထိလိုက်ခဲ့ရတာပဲမလားနောက်ပြီးစဉ်းစားကြည့်ပါဦးတွေ့တွေ့ချင်းစောင့်နေတွင်ခမားကကျွန်တော်အခန်းထဲဝင်ပြီးကျွန်တော်တန်တဲ့တာကြီးဖမ်းပြီးခိုးဖို့လုပ်နေတဲ့သူကျွန်တော်ရေချိုးတာကိုလာချောင်းကြည့်တဲ့သူဒီလိုမျိုးလိုဝေဝေးရှောင်တတ်တဲ့ကျွန်တော်ကခမားနဲ့ကြမှာမရှောင်ပဲကျွန်တော်တကြဘူးတော့အပိုင်စားပေးသေးရဲ့မလားဘာ တက်လူကပြောပြီးရဲချင်လာတဲ့ဖြင့်ခြေလမ်းတို့ကိုပူရီတွတ်တွတ်လမ်းလိုက်ပြီးအမလမ်းလျှောက်သွားသည်ဟဲ့လူနေဘသူကခမားတန်တက်တာခိုးလေလို့လဲခက်တာပဲဒီလိုပြောချင်တာပြောပြီးရရောလားနေခမားတော့လားကိုရဲကကတက်လူနောက်မှခြေလမ်းကျဲစီပြင်လိုက်လာပြီးတက်လူဤတက်ပုံအင်ဂျီကိုလမ်းဆွဲထားသည်အာဒီလူကတော့ဘယ်နဲ့ဆွဲထားရသလဲလမ်းမကြီးမှာ လွတ်ဆန်းပါဗျာခက်တော့လာပါပဲရဲကောင်ကတက်လူကြီးလယ်ပင်အားဖမ်းချုပ်လာပြီးမလွတ်ပေးဘူးနောက်ဆိုခမည်းဘသူနဲ့မှရေရေနော်နော်စကားမပြောရအောင်ခမည်းကိုကြုတ်အရင်စချိတ်ခဲ့တာအသေးချာပဲမို့ဘသူမင်းမင်းကြုတ်ကအရင်စချိတ်ခဲ့တာလို့ပဲပြောရမယ်ကြားသလားနောက်ပြီးကြုတ်ကိုအခုလိုထားခဲ့ပြီးဘသူနဲ့မှမသွားရအောင်စကားနာမထောင်လို့ပါတော့နာမထောင်တော့ပါဖြစ်တယ်လေ ကျုပ်ကိုစိန်ခေါ်သလားစတီဗင်တက်လူဟမ်ရဲကောင်အကြောင်းသိအောင်ပြရသေးသပေါ့ကိုရဲကောင်တက်လူအားဖမ်းချုပ်ပြီးဘာကိုနမ်းရန်တိုးကပ်လာသည်အာဟဲ့လူဘာလုပ်တလဲလူမီဝင်းကြီးမမတော်တယ်ရောနဲ့ခမရယူနေသလားဖယ်ပေးစမ်းပါဗျာတက်လူကရဲကောင်မျက်နှာအားလက်ဖြင့်တွန်းပြီးခေါင်းကိုစောင်းကရှောင်နေရ၏ရအောင်ယုံစမ်းပါကျုပ်ကမယုံနိုင်ခင်ဗျအနမ်းခံရဖို့သာပြင်ထား ဟေးလေဒီမြိုင်ကြီးမှမလုံနဲ့လို့ပြောနေရမလားကျွန်တော်ခမောင်စိတ်ဆိုးရလိမ့်မယ်နော်ရဲကောင်ကတက်လို့အားချုပ်ထားသည့်လက်ကို ပိုတင်းချက်ပြစ်လိုက်သည်ထို့စဉ်ဝိဇာရန်စာတင်ဆောင်စီမှာအတန်းလွတ်သဖြင့်ចောင်းသားများထွက်ထွက်လာသည်ကိုတွေ့လိုက်ရ၍တက်လို့မျက်လုံးပြူးသွားသည်ဒီလိုပုံစံနဲ့တွေ့သွားမှဖြင့်ကဲ့ရဲ့ခံရမှာစိုးပါသည်မတတ်နိုင်တော့ဘူး တလူနိုင်ခွက်တာထုတ်သုံးရတယ်။အာမဟောကျွန်တော်နားနေပြီလွတ်ပေးပါတော့။ဟမ်တလူရဲ့ပြောချောင်းရဲကောင်တလူအားပြပြတည်းလွတ်ပေးလာပြီ။တကယ်နာတော့တလားကိုတလူမောင်မောင်တော့မှန်ပါလေ။တလူကတမင်မျက်နှာငယ်နဲ့ကြည့်လိုက်ပြီးခေါင်းငြိမ်ပြလိုက်သည်။တလူကကိုရဲကောင်က တက်လူအားကြီးကအန်ချိန်လိုက်ပြီးကိုတက်လူအခုနပြောလိုက်တော့မောင်မောင်လေးအင်းဘာဖြစ်တယ်လဲကဘာရဲ့အိမ်ကိုသွားချင်စိတ်ပေါက်လာတာပါပဲမောင်တို့ဒီကနေ့ညပဲသွားရအောင်ခင်ဗျာ